အာကျွန်တော်လည်းမင်းကိုပါဆိုဒီငလေးလောက်ခက်ချိန်နဲ့တိုင်ပြီးတော့ကျွန်တော်တို့ဒီသားပြီးမှလေးလေးသာစာချိန်လေးဖြစ်နေတယ်။အဲငလေးလောက်လာတဲ့ချိန်မှာတော့ကျွန်တော်တို့ဒီသားပြီးတိုင်အရှိကိုထပ်ပြေးတာခဲ့ပြီးမြန်မာကတော့ဒီအိမ်ပေါ်ကပြုတ်ကျလာတဲ့ထိုတန်းကြောင့်ဒီချောင်းမှာထိခိုက်ဒဏ်ရာလေးရပါပြီပေါ့။အဲဒီချိန်မှာကျွန်တော်တို့ဖေရောတန်းရာဆက်သွားပြီးရောဒီလေးချက်ရာစီယုံလေးကိုဒီအမေကိုပို့လို့ဆက်ဆက်တက်ပြီးလေဖုန်းလိုက်နေရမရတဲ့တက်ဆက်တက်လို့မရခဲ့ဘူး။ကျွန်တော်တို့အချိန်မှာလေးချက်ရာစီယုံလေးကိုကျွန်တော်ကိုယ်တိုင်ရောက်ရှိသွားတယ်။စီယုံလေးမှာလည်းဒီငလေးချောင်း အဲလူနာတွေနဲ့များနေပြီပဲအဲလူနာတွေများနေလို့ကျွန်တော်တို့ဒီအမေကိုမပြတာခဲ့ရဘူးမပြတာခဲ့လာရဘူးအဲအနေနဲ့ကျွန်တော်တို့ဒီဆက်ပြီးတော့ဆေးရုံကိုဆောက်ဝေးတဲ့အခါမှာမနာဆေးရုံရောက်ရှိလာတယ်မနာဆေးရုံကတော့ဒီငလင်းကျွန်တော် patient တွေများနေလို့လည်းကျွန်တော်တို့ဒီတာကူရောက်ရှိလာတဲ့အခါမှာလည်းကျွန်တော်တို့အမေကိုပြေလို့ရအောင်ဆောင်ပြီးတော့ကျွန်တော်ဘေးရရရှိလာတဲ့ထိခိုက်တံရောကို ကြည့်ရှုပြသပေးတယ်။အပေါ်မှာအဲ့ဒီအတွက်လည်းကျွန်တော်မလာဆေးရုံကဒီတောင်ဝင်ချက်ဆရာဝန်မားတွေနဲ့မလာဆေးရုံရုံဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။မလာဆေးရုံရဲ့ကျေးဇူးများတင်ပါတယ်။